ခြေနေမှန်ကို မမေ့ပါနဲ့တဲ့ဘုဖုံးတို့တွေမှာဆိုးနိုင်တဲ့အခြေအနေလည်းရှိတယ်အဲ့ဒီဆိုးတဲ့အခြေအနေကနေလွတ်မြောက်အောင်ရုံးထွက်နိုင်တဲ့အခြေအနေလည်းရှိတယ်အခြေအနေကအဆိုးရောအကောင်ရောနှမျိုးတွဲနေတယ်လို့ပြောရမယ်ပေါ့နော်ဆိုးနိုင်တဲ့အခြေအနေဆိုတာကဘာပြောတာတော့ဆိုတော့ အရိယာမဖြစ်ကြသေးပဲနဲ့ပုထုဇဉ်ဘဝနဲ့နေနေရတဲ့ပုဂ္ဂိုလ်တိုင်းကြီးမားတဲ့အမှားအယွင်းလို့ဆိုတဲ့ယုံနံကို ပုဂ္ဂိုလ်တတ္တဝါလို့ထင်မှားနေတဲ့အမှားကြီးရှိတယ်။အဲ့ဒါကိုတက္ကရာဒိဋ္ဌိလို့ခေါ်တယ်ဆိုတာအလုံးနားလည်ကြပြီသား။အဲ့ဒီအမှားအယွင်းကြီးကိုမချေဖြတ်ရသေးဘူး။အဲ့ဒီအမှားကြီးက ကြီးထွားလာလို့ရှိရင်အမေကိုတောင်းတတ်နိုင်သည်အထိဆက်ပြီးတော့မှားရွေးနိုင်တယ်။အဖေကိုတတ်သည်အထိဆက်ပြီးတော့မှားရွေးနိုင်တယ်။ကြားထဲမှာတခြားတခြားသောအမားလေးတွေကိုမှားဖို့ဆိုတာကတော့လွယ်လွယ်လေးဖြစ်နိုင်တယ်။ရုံဏကိုပုဂ္ဂိုလ်တတ္တဝါလို့ထင်တယ်၊ငါလို့ထင်တယ်၊သူလို့ထင်တယ်၊တက္ကာယဒိဋ္ဌိ အဲ့ဒီတက္ကာယဒိဋ္ဌိကို မပယ်ရသေးသမျှအဲ့ဒီတတ္တဝါအပယ်လေးပုံမှာဖြစ်နိုင်ကြည်ယာနှုံးပြီရှိတယ်ဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးဖြစ်နိုင်ကြည်ရှိတယ်ဘယ်ချိန်မှာ ဖြစ်နိုင်တော့ဆိုတော့သေးပြီးတဲ့နောက်မှာဖြစ်နိုင်တယ်သေးတာလည်းပဲအချိန်မရွေးသေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်အချိန်မရွေးဖြစ်နိုင်တယ်လို့ပဲပြောလို့ရတယ် ုပဲတည်ပြီးတော့ခုပဲယုံညံ့တဲ့ဘဝကိုရောက်သွားနိုင်တယ်။ဒါပုထုဇဉ်တို့ရဲ့အခြေအနေမှပဲ။ဘာလို့လို့ယုံညံ့တဲ့ဘဝကိုရောက်သွားနိုင်တယ်လဲဖြစ်သွားနိုင်တယ်လဲဆိုရင်ယုံညံ့တဲ့အကြောင်းတရားတွေကိုမပြရသေးလို့ယုံညံ့တဲ့အကြောင်းတရားတွေကိုလည်းပဲလုံနိုင်သေးလို့